်မင်္ဂလာပါအခရာစပေါ်ရဲ့ပရီးမီယာလိပွဲစဉ်9ရက်အတွက်ပွဲချုပ်30ချက်စီစဉ်နေပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့အခရာ host ကောင်းခဏန်ဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်တို့မြန်မာလေစဉ်ကစားမဟောင်းတန်ထောင်ဖြစ်ပါတယ်ကိုရီဒီတစ်ခေါက်ပရီးမီယာလိပွဲစဉ်9ရက်ဒါကျွန်တော်တို့အစနေနေ့ပေါ့နော်အစောပိုင်းရှင်ပြိုင်မဲ့ပွဲစဉ်တွေတဲ့ကကျွန်တော်တို့ဗဒါပွဲကောင်းတစ်ပွဲပေါ့နော်ပြည်သက်စိတ်ဝင်စားမဲ့ပွဲလေးတစ်ပွဲကိုရွေးချယ်ပေးတာရဲ့ဘယ်ပွဲစဉ်လေးများဖြစ်မလဲဆိုတော့ပြပြပေးပါအောင်ဗျာ ုတ်ကဲ့ပါကိုဒီပွဲစဉ်တော့ Premier League ရဲ့ပွဲစဉ်ခုနှစ်အဖြစ်ရှင်မန်ကစားမယ် Manchester United နဲ့အတင်းနဲ့ Sunderland အတင်းနဲ့ပွဲစဉ်မှာဖြစ်ပါတယ်ခင်ဗျာလက်ရှိဒါ Manchester United အတင်းကတော့ဒါ Premier League အမှတ်ပေးဇယားရဲ့ assist 14နေရာမှာဒါ6ပွဲကစားပြီးရဲ့အချိန်မှာယက်တီနေရာဖြစ်ပြီးတော့ဒီဘက်က Sunderland အတင်းကလည်းဒါ6ပွဲကစားပြီးရဲ့အချိန်မှာတော့ Premier League အမှတ်ပေးဇယားရဲ့ assist 9နေရာမှာယက်တီနေရာဖြစ်တယ်ဗျာဆိုတော့လက်ရှိကတော့ဒါ Manchester United အတင်းရဲ့အိမ်ကွင်း Old Trafford မှာရှင်ပြန်ကစားမှာဖြစ်တဲ့အတွက် Manchester United အတင်းအနေနဲ့တကြောပြန်ပြီးတော့လာနိုင်မဲ့ပွဲစဉ်တစ်ပွဲများဖြစ်လာနိုင်မလားဒါမှမဟုတ်ရင် Sunderland အတင်းကပဲ ဲဒါဒီနေ့ပွဲစဉ်မှာလည်းတို့အနေနဲ့ရလကောင်တစ်ခုကိုဖော်ဆောင်သွားပြီးတော့ဒါကျွန်တော်တို့ဒါပွဲကောင်တစ်ပွဲကိုတို့ရှာဖွေသွားနိုင်မလားပေါ့နော်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပြီးတော့ဒီနေ့သင်းရဲ့ရှေ့ရပွဲစဉ်တွေရဲ့ရလက်တွေနဲ့ဒီဝဲစလိုက်ကြအောင်ဗျမင်္ဂလာပါအခေယမီဒီယာရဲ့ပုံမှန်တင်ဆက်ပေးနေကြအကြောင်းအရာတွေကိုအခေယ .com.mm ဆိုတဲ့ website ကနေတစင်ဝင်ရောက်ဖတ်ရှုနိုင်ကြတာအားလုံးလည်းသိကြလိမ့်မယ်လို့ထင်ပါတယ် ။ local domain ဖြစ်တဲ့အပြင် VPN မလိုပဲဝင်ရောက်ကြည့်ရှုနိုင်ပြီးအချိန်နဲ့တပြင်းညီပြင်ဆက်ပေးနိုင်လည်းဖြစ်ပါတယ်။ဝင်ရောက်ရမှာလည်းခက်ခဲရှုပ်ထွေးမှုတွေမပါဝင်တဲ့ပေါပေါပါပါဝင်ရောက်နိုင်ကြလို့အခရာ .com.mm ကိုအခုပဲဝင်ရောက်ဖတ်ရှုကြဖို့အတွက်ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါကိုကြီးဒီနေ့တင်းရဲ့ရှေ့ရပွဲစဉ်တွေရက်လက်တူပြင်ပြီးကြည့်ရမယ်ဆိုရင်တော့ Ancient United ထက်ဆိုင်ဆန်နန်းအတော့ဒီဟာဒီမှာတန်းတက်လာပြီးတဲ့နောက်ပိုင်းပို့ပြီးတော့တည်ငြိမ်ပြီးတော့ရည်တည်မှုပိုကောင်းတဲ့အနေထားအောင်ပြန်ပြီးတွေးကြရတယ် United ကတော့နောက်ဆုံး၅ပွဲမှာကျွန်တော်တို့၂ပွဲနိုင်တယ်တပွဲတည်ကြပြီး၂ပွဲတည်ရှုံးထားတယ် Premier League မှာဆိုရင်တော့နောက်ဆုံး၃ပွဲကစားပြီးတဲ့အချိန်မှာ၂ပွဲတည်ရှုံးထားပြီးတော့တပွဲပဲနိုင်တာကျွန်တော်တွေးရတယ်အဲဒါမှတကူရှိရအောင်သူအနိုင်ရရှိခဲ့တဲ့ပွဲတွေကတော့နောက်ဆုံး၅ပွဲမှာအင်ကွင်းဖြစ်ရှင်မြန်ကစားခဲ့တဲ့ Chelsea နဲ့ပွဲစဉ်ရဲ့ Burnley နဲ့ပွဲစဉ်တွေမှာကျွန်တော်တို့2132ဆိုတဲ့ရက်တွေနဲ့နိုင်ထားတယ်အဲ့တော့ United ကဒီဟာဒီအမတ်ရှာဖွေစုဆောင်းမှုမှာဒီ ိကအမှတ်တွေရရှိနေရတော့အင်ကွန်းပွင့်စင်ဖြစ်နေရအောင်တစ်ဖက်ပြန်ပြီးတော့တတိပြုရမယ်တစ်ဖက်ကစန္ဒလန်းကိုပြန်ပြီးကြည့်မယ်ဆိုရင်စန္ဒလန်းတန်းတက်ပြီးနောက်ပိုင်းနောက်ဆုံးအခုလက်ရှိရှင်မြန်ကစားတဲ့ပြိုင်ပွဲစုံ၅ပွဲမှာဆိုရင်သူတို့ဒီ၃ပွဲတည်းကြာထားတယ်၂ပွဲနိုင်ထားတယ် နိုင်နာရဲ့နှစ်ပွဲမှာလည်းကျွန်တော်ပြီးခဲ့တဲ့နောက်ဆုံးပွဲစဉ်မှာဆိုတော့ Northern Force ကိုအဝင်းကွန်းမှာတွားပြီးနိုင်နာဆိုဆန္ဒနန်းတင်းရဲ့ခြေစွမ်းပိုင်းကလည်းအရင်ကြီးတော့ကျွန်တော် short တက်လို့မင်းရဘူးအဝင်းပွဲစဉ်တွေမှာလည်းကျွန်တော်ဒီနိုင်ပွဲတွေဖန်ရထားနိုင်အောင်တွေးနေတယ်လို့ကျွန်တော်ဒီ Crystal Palace နဲ့ကျွန်တော်ဒီအဝင်းကွန်းပွဲစဉ်မှာဆိုရင်တည်ရီထီပေါ့နော်ကျွန်တော်ဒီပြောရမယ်ဆို Crystal Palace ကိုခံပြီးတော့ကန်ကန်နေတာတွေ့ထားရတယ်အဲ့တော့ Crystal Palace ဆိုတာလည်းဒီအဒီမှာခြေစွမ်းကောင်းနေပြသနာနိုင်တဲ့အသင်းဆိုတော့ဆန္ဒနန်းရဲ့လက်ရှိခြေစွမ်းအရင်ပြောရမယ်ဆို United တက်ချာရင်ပို့ပြီးတော့တည်ငြိမ်မှုရှိနေတာကိုကျွန်တော်တွေ့ရတယ်လက်ရှိအမပေးစရာရက်တီမှုကလည်းဆန္ဒနန်းဒီအဆင့်9မှာရောက်ရှိနေတယ်ရမတ်စက်တမန့်နဲ့ဆိုဆန္ဒနန်းဒီတန်းတက်ပြီးရဲ့နောက်ပိုင်းမှာ ော့တနက်တနေ့ထဲမှာအကောင်းဆုံးခြေစွမ်းပြနိုင်နေတယ်လို့ United ကတော့ DRD 6ပွဲကစားပြီး9မှတ်ဆိုတဲ့အနေထားတော့ဒီပွဲစဉ်မှာသိုးသည်ပြန်ပြီးတော့အနိုင်ရရှိဖို့အတွက်လိုလာပြီးဒီပွဲစဉ်မှာလည်းအနိုင်မရရှိခဲ့ဘူးဆို United ရဲ့အခြေအနေတွေရောပြီးတော့ United နီးရွက်ဖြစ်တဲ့ Amorin ရဲ့အခြေအနေတွေမှာလည်းတော်တော်လေးဆိုးရွားသွားနိုင်တဲ့အနေထားရှိရတဲ့ခုကြောင့်ဒီပွဲစဉ်ကစိတ်ဝင်စားဖို့ကောင်းတဲ့ပွဲစဉ်မျိုးဖြစ်နေရတော့အမှန်ပါပဲခင်ဗျဟုတ်ကဲ့ကိုကြီးဆိုတော့လက်ရှိနောက်ဆုံးပွဲစဉ်9ပွဲကိုကြည့်မယ်ဆိုရင်တော့ Manchester United အသင်းကနှစ်ပွဲထိရှုံးနေထားခဲ့တယ်နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ Brentford အသင်းနဲ့ပွဲစဉ်မှာလည်းဒါ3-1ဆိုတဲ့ရာလန်နဲ့ဒါကျွန်တော်တို့ရှုံးနေထားခဲ့တယ်ပေါ့နော်ဆိုတော့အဝေးကွင်းမှာတော့ပြီးရရှုံးနေ ေထားတယ်။ဒါပေမဲ့တော့နောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာ9ပွဲ2ပွဲရှာဖွေတွေ့ရှိထားတယ်။အဲ့ဒီ9ပွဲ2ပွဲတွေသူတို့ဒီအင်ကွင်း Ultra 4မှာရှာဖွေတွေ့ရှိခဲ့တာဗျာ။ကျန်တဲ့အဝေးကွင်း3ပွဲမှာတော့2ပွဲရှုံးနေခဲ့ပြီးတော့2ပွဲကတော့ဒါတရေရလည်းနောက်ကျွန်တော်ပန်နေဒီမှာရှုံးနေခဲ့တဲ့ဒါအနေထားနဲ့ပဲဒါ EFL ပြိုင်ပွဲကနေထွက်ခွာခဲ့ရတယ်ဆိုတော့ဒီအနေထားတစ်ခုမှာ Manchester United အသေးအနေနဲ့ဒါ PR ရဲ့အောက်ကရုံးထွက်နိုင်မှုအတွက်ဆိုလို့ရှိရင် Premier League မှာသူတို့အနေနဲ့ရလဒ်တွေပြန်လဲပြီးတော့ရှာဖွေဖို့လိုအပ်နေတဲ့အနေထားလည်းဖြစ်တယ်။တစ်ဖက်ကဆန်နာလန်အသင်းကတော့လုံးဝဒါကျွန်တော်ပြိုင်ပွဲဆို၅ပွဲမှာသူတို့အနေနဲ့နောက်ဆုံး၅ပွဲဆက်တ ရှုံးပွဲမရှိသေးတဲ့အနေအထားဗျ။ဒါပေမဲ့တခုရှိတာကဒါကျွန်တော်သုံးပွဲအထိကိုသူတည်ရကြထားတယ်။ဒါပေမဲ့ကျွန်တော်တို့က Crystal Palace တို့ Aston Villa တို့အသင်းကောင်းတွေနဲ့မှောင်သူတို့ကတည်ရကြအောင်ဆွမ်းဆောင်ထားနိုင်နေဆိုတော့ကျွန်တော်တို့ဒါအရင်ကတော့ဒါ short တော့လို့တော့မရဘူးဗျ။နောက်ကျွန်တော်တို့ဒါနောက်ဆုံးပွဲကျ Northern Forest အသင်းနဲ့ပွဲစဉ်မှာဆိုရင်သူတို့အနိုင်ရရှိထားခဲ့တယ်။နောက်ကျွန်တော်တို့ဒါ Brentford အသင်းကိုလည်းဒါအနိုင်ရရှိခဲ့တယ်။ဆိုတော့ United ရှုံးနေခဲ့တဲ့ဒီ Brentford အသင်းကိုဒါ Sunderland အသင်းကအနိုင်ရရှိထားခဲ့တယ်ဆိုတဲ့အနေအထားတစ်ခုတော့ရှိတယ်။ဆိုတော့လက်ရှိဒီတစ်ခေါက်မှာတော့ဒါ Manchester United ရဲ့ဒါအင်ကွင်း ultra four မှာရှင်ပြန်ကစားမယ့်အခါမှာ central line အသင်းအနေနဲ့ဒါတို့ဆက်ပြီးတော့လုပ်ပြနိုင်မလားပေါ့နော်ဒါလေးကျွန်တော်တစ်ချက်စောင့်ကြည့်ရမယ်နောက် manchester united အသင်းရောဒါတို့အနေနဲ့ဒါရလက်ပိုင်းဆိုင်ရာအရာကောင်းမွန်အောင်နောက်ကျွန်တော်ကစားကွက်ပိုင်းဆိုင်ရာအရာကောင်းမွန်အောင်နောက်ကျွန်တော်တို့ဒီရမှတ်ပေါ့နော်သုံးမှတ်ကိုစုဆောင်းနိုင်အောင်လို့ဒီနေ့ပွဲစဉ်မှာအကောင်းဆုံးပြင်ဆင်လာမလားဆိုတော့ကျွန်တော် select စောင့်ကြည့်ရမှာဖြစ်ပါရဲ့ဗျာ ဟုတ်ကဲ့ပါကွေဒါဆန္ဒလန်အသင်းကတော့ဒီနေ့ရာသီမှာတို့ပြန်ပြီးတော့ဒါတန်တက်လာတဲ့အသင်းပေါ့နော်ဆိုတော့ဒါဒီနှစ်သင်းထိတ်တိုက်တွေးဆမှုတွေကတော့ရှိခဲ့တယ်ဒါပေမဲ့ဒါနည်းနည်းအလန်းဝေးနေပြီဆိုတော့တို့ရဲ့အရင်တော့ကထိတ်တိုက်တွေးဆမှုတွေကဘယ်လိုပုံစံလေးဖြစ်ခဲ့လဲဗျာ ဟုတ်ကဲ့ပါကိုဒီနှစ်သိန်းထိတဲ့တွဲဆုံကိုပြန်ပြီးကြည့်ရမယ်ဆိုဒီနှစ်သိန်းထိတဲ့တွဲဆုံကိုမရှိတာကတော့ကျွန်တော်2019 Sunderland တင်းတန်းဆင်းသွားတဲ့ Premier League ရာသီတွေရပါဗျ။အဲ့နောက်ပိုင်းမှာတော့ဒီနှစ်သိန်းကကျွန်တော်ဒီ League တွေရဲ့ FA ကတိမှာလည်းကျွန်တော်တွဲဆုံခဲ့ခြင်းမရှိဘူး။အခုဒီနှစ် Sunderland ပြန်ပြီးတန်တက်လာတဲ့နေ့ကျမှပြန်ပြီးတော့တွဲဆုံရမယ်ဆိုတော့ဂျာထဲမှာဆယ်စုနှစ်တစ်ခုစာလောက်ပေါ့နော်ကျွန်တော်ဒီ9နှစ်နီးပါးလောက်ကြာသွားပြီ။ဒါမဲ့အဲ့ဒီနှစ်တွေကကျွန်တော်ဒီအချိန်ပိုင်းခြောက်ကိုပြန်ပြီးကြည့်မယ်ဆိုတော့အဲ့နှစ်တွေဒီ United ကကျွန်တော်ပြောရမယ်ဆိုရင် United ကအကောင်းဆုံးအချိန်နဲ့ Sunderland တင်းရဲ့ဆိုးရွားနေတဲ့အချိန်ဒီမှာတွဲဆုံမှတ်တမ်းမှာတော့နောက်ဆုံး9ချိန်မှာ United က၄ချိန်နေနိုင်ခဲ့တယ်။နိုင်ခဲ့တဲ့အချိန်တိုင်းမှာ ာ United တွေအနည်းဆုံး2ဂိုးပြတ်နဲ့နိုင်ခဲ့တာကျွန်တော်တွေ့ရတယ်ဆန်နာနိုင်ခဲ့တဲ့တချိန်မှာတော့တို့တို့အသင်းအင်ကွင်းအကျွန်တော်ဒီ Stadium of Light မှာတော့ကျွန်တော်ဒီ2ဂိုး2ဂိုးနဲ့ပြန်ပြီးနိုင်လာတာကျွန်တော်တွေ့ရတယ်အဲ့တော့ DR တွေ့ဆုံမှာတော့လက်ရှိမှာတော့ United ရဲ့ခြေစွမ်းက Premier League မှာကျွန်တော်ဒီပြောရမယ်ဆိုအရင် ယူနိုက်တက်အသင်းကောင်းမွန်စဉ်ကခြေစွမ်းပိုင်းမဟုတ်တော့ဘဲနဲ့တော်တော်လေးကိုကြာဆင်းနေတဲ့ခြေစွမ်းပိုင်းအခြားကာလကိုရောက်နေတယ်။ဒါပေမဲ့ Sunderland ကဒီနှစ်မှာတန်တလာရဆိုမှာတန်တက်တင်နေမှာအတင်းငင်းဆုံးခြေစွမ်းနဲ့နောက်ဆုံး၅ပွဲဆက်တိုက်ကျွန်တော်ညွှန်ဝင်မရှိအောင်ကစားထားနိုင်နေဆိုတဲ့အနေအထားတစ်ခုမှာတော့ Old Trafford မှာ United နေနဲ့ဒီပွဲစဉ်မှာအမပြည့်ရရှိအောင်ဆွမ်းဆောင်သွားနိုင်မှာဒါမှမဟုတ် Sunderland အသင်းကပဲကျွန်တော်ဒီရမတ်တမတ်အနည်းဆုံးရရှိအောင်ဆွမ်းဆောင်ပြီးတော့အခက်မသိရင် United အသင်းမှာကျွန်တော်ညွှန်ဝင်ကြုံတွေ့နေအောင်တို့ဒီဒုက္ခပေးသွားနိုင်မှာအဲ့ဒါလေးလည်းပြင်ပြီးစောင့်ကြည့်ရဖို့ရှိပါလိမ့်မယ်မြတ်ဟုတ်ကဲ့ကိုဆိုဒီနှစ်သိန်းထိတဲ့တွေးဆမှုဒါ2010ကတည်းကဟာကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့16ချိန်ထိထိတဲ့တွေးဆမှုရှိ ထားတယ်။ဆိုတော့ Sunderland အသင်းကတော့ဒါ3ချိန်အနိုင်ရရှိထားခဲ့ဗျာ။2ချိန်တည်ကြပြီးတော့ United ဘက်ကတော့17ချိန်အထိအနိုင်ရရှိခဲ့တယ်။ဒါပေမဲ့ဒီရလက်တွေကလည်းဒါကျွန်တော်တို့ဒါအခုပြောခဲ့သလိုပဲဒါဆယ်စုနှစ်တစ်ခုစာလောက်အကွာအဝေးကရလက်တွေဖြစ်တဲ့တော့ဒီတစ်ခေါက်ထိတိုက်တွေးဆိုမှုကဒါမတွေးတာကြာပြီဖြစ်တဲ့နှစ်သိန်းထိတိုက်တွေးဆိုမှုမှာဒါ United ဘက်ကတော့သူဘယ်လောက်ထိဒါလုပ်ပြနိုင်မလဲအရင်လိုပြောတာ Sunderland အသင်းကတော့အကောင်းဆုံးကြော်ဖြတ်နိုင်တယ်လို့မျိုးဒီနေ့ပွဲစဉ်မှာတော့သူတို့ထပ်ပြီးတော့ဒါလုပ်ပြနိုင်မလားဒါမှမဟုတ်လက်ရှိဒါ United ရဲ့အနေအထားတစ်ခုကိုအကောင်းဆုံး Sunderland အသင်းကအခွင့်အရေးယူပြီးတော့ဒါဒီတစ်ခေါက် ့သူတို့လက်ရှိဒါ Premier League မှာအကောင်းဆုံး form ပုံစံတစ်ခုတိစောက်ထားနိုင်တဲ့ပုံစံအတိုင်းပဲဒါထပ်မံပြီးတော့ဒါသူတို့ဒီပွဲစဉ်ကိုလည်းဆက်လက်ပြီးတည်ဆောင်လာနိုင်မလားပေါ့နော်ကျွန်တော်ဒါလေးတစ်ချက်စောင့်ကြည့်ရမယ်ဆိုတော့ United အသင်းအနေနဲ့လည်းဒီနေ့ပွဲစဉ်ကိုအနိုင်ရရှိမှဖြစ်မယ်ဆိုတဲ့အနေအထားတစ်ခုမှာဒါ Sunderland အသင်းရဲ့ဒါကောင်းမွန်နေတဲ့ပုံစံတစ်ခုကိုသူတို့ဘယ်လိုမျိုးခြေဖြတ်ပြသနိုင်မလဲဆိုတာလည်းကျွန်တော်စောင့်ကြည့်ရမှာဖြစ်တယ်ဗျ ဟုတ်ကဲ့ပါကိုဆိုလက်ရှိအနေအထားတွေအရာကတော့ကျွန်တော်တို့ဒါ Manchester United ဘက်ကတို့အဓိကပေါ့နော်ဆိုတော့ဒီအသေးဒါအသက်ခေါ်ယူထားတဲ့ကစားသမားတွေရောနောက်ကျွန်တော်တို့ဂိုးသမားအသက်ကိုဒီနေ့ပွဲစဉ်မှာပါဝင်ဖို့အတွက်တို့အားလုံး ready ဖြစ်နေပြီဆိုတဲ့အနေအထားတစ်ခုဒဏ်ရာကစားသမားအချို့ရှိတယ်ဆိုပေမဲ့ဒါကျွန်တော်တို့အကောင်းဆုံးအနေအထားတစ်ခုတော့တို့အနေနဲ့ဆက်လက်ပြီးတော့တိစောက်နိုင်နေလုံးမဲ့ဆိုတော့ဒီနေ့ပွဲစဉ်မှာလည်းဒါတို့ရဲ့ဒါအကောင်းဆုံးလူစင်းတစ်ခုတော့ဒါထပ်ပြီးတော့ထုတ်လာနိုင်ဖို့ရရှိတယ်ဆိုတော့ဒီဘက်ကဇန်နာလန်အသင်းကတော့တို့မှာဒဏ်ရာပြဿနာလေးတွေအနေနဲ့ရှိနေတယ်ဆိုတော့ဒါကစားသမားဒါတို့ရဲ့ကစားသမားတော်တော်များများဒဏ်ရာပြဿနာရှိ သလိုနောက်ပွဲပယ်ပြင်နယ်ခံရတဲ့ဒါကစားသမားတွေလည်းဒီနေ့ပွဲစဉ်မှာရှိနေသေးရဲ့ဆိုတော့ဒါတို့အနေနဲ့ရောဒါရှေ့ရပွဲစဉ်နောက်ဆုံးပွဲစဉ်ပေါ့နော်ဆို Northern Forest အသင်းကိုအနိုင်ရရှိခဲ့တဲ့ပွဲစဉ်ကလူစရင်းကိုအပြောင်းလဲလေးတွေများနည်းနည်းလှုပ်လာမလားတစ်ဖက်က Manchester United အသင်းအောင်တို့ရဲ့အကောင်းဆုံးဆိုတဲ့လူစရင်း17ယောက်ကိုဘယ်လိုမျိုး formation ပုံစံမျိုးရင်းနဲ့ထုတ်လာနိုင်ဖို့ရရှိလဲဗျဟုတ်ကဲ့ပါကိုကြီးဒီပွဲစဉ်ကဒီနှစ်သင်းချားကလူစရင်းကိုပြင်ပြီးကြည့်ရမယ်ဆို United မှာတော့ဒဏ်ရန်ပြဿနာကြီးကြီးမားမားအများကြီးတော့မရှိတော့ဘူးခန်းစစ်တိုင်းကကျွန်တော်ဒီ Mazzarri ထပ်ပြီးလွှဲချော်มาရဲ့ပြီးရန်ဒီစတွေကလွှဲချော်ထားတဲ့ Martinez ကဒါပဲရှိမယ်ဗျကျွန်တော်ကတော့ ုံးတွေပြီးခဲ့တဲ့ပွဲစဉ်ကကျွန်တော်ဒီအနီကပ်ပြတ်တောင်လွှဲချောက်ခဲ့တဲ့ကက်စမဲကိုလည်းပြန်ပြီးပေါဝင်လာနိုင်မယ်ဒီပွဲစဉ်မှာအဲ့တော့ United အနေနဲ့တော့လူစင်းအင်အားအရာကြည့်ရမယ်ဆိုတော့တို့အသင်းရဲ့အကောင်းဆုံး၁၁ယောက်ကိုကျွန်တော်ဒီပွဲထုတ်နိုင်နိုင်မယ်ဆိုတဲ့အနေအထားလေးမှာကျွန်တော်ပြန်ပြီးတွေ့ရတယ်။တစ်ခါကဆန်ဒါလန်ကတော့တို့ခန်စီတန်ကရီနေတိုကျွန်တော်ဒီပြီးခဲ့တဲ့အက်စတန်ဗီလာနဲ့ပရီးမီယာလိပွဲစဉ်ကြောင်းပေါ့နော်ကျွန်တော်အနီကပ်ထိခဲ့တဲ့ပွဲစဉ်တိုင်းအနီကပ်ဖြစ်တဲ့ကြောင့်ဒီပွဲစဉ်မှာထပ်ပြီးလွှဲချော်အောင်မယ်။နောက်ထပ်ဒဏ်ရာပြဿနာဆိုလို့ဆိုရင်ကျွန်တော်ဒီဒန်နစ်စာကင်တို့ပြောကျွန်တော်ဒီဟာဘစ်ဒိုင်ယာရီတို့မန်တယ်တို့ပြီးတော့ LSC တို့ဒဏ်ရာပြဿနာမှာကျွန်တော်ပြန်ပြီးကြည့်ရမယ်ဆိုတော့နော်ဆန်ဒါလန်ကနောက်ထပ်ဒဏ်ရာပြဿနာ၅ယောက်ကျွန်တော်ဒီပွဲပြန်တဲ့၁ယောက်၆လ ောက်နေပါလိမ့်ရှိနေတယ်အဲ့တော့စနလန်ကတော့နည်းနည်းလေးပို့ပြီးသူ့အသင်းရဲ့အဓိကကစားသမားအစုံလင်းဘောထောက်လာဖို့အတွက်ပြန်ပြီးတော့ကျွန်တော်ဒီလူစားလေးအပြောင်းလဲလေးပြုတ်ပြီးတော့အသုံးပြုရမယ့်နေထားလေးမှာရှိတယ်အဲ့တော့ဖြစ်နိုင်မွယ်လိုင်းနဲ့စတိရောက်ပြန်ပြီးကြည့်ရမယ်ဆိုတော့ဒီပွဲစဉ်မှာတော့ယူနိုက်တက်အနေနဲ့ဂိုဒမားနေရာမှာအပြောင်းလဲလုံးလာမှာပြန်ပြီးတော့စောင့်ကြည့်ရမယ်ဘီအန်ဒီယာရဲ့ကျွန်တော်ဒီလက်ဆွမ်းပိုင်းနဲ့ဘီအန်ဒီယာရဲ့ကျွန်တော်ဒီကစားခဲ့တဲ့ပွဲစဉ်တောက်ချက်မှာယူနိုက်တက်အနေနဲ့ကလင်းရှိရခဲ့တာကိုဒီယာဒီမှာကျွန်တော်တို့မရှိတော့နဲပါနေတယ်ကျွန်တော်ဒီဒီယာဒီအစပွဲစဉ်နေနဲ့အကုန်လုံးပြန်ပြီးကြည့်မယ်ဆိုတော့ကလင်းရှိရတဲ့ပွဲကမရှိဘဲနဲ့ကျွန်တော်တို့ပြောမယ်ဆိုဘီအန်ဒီယာတောက်ချက်ပွဲထွက်လာတဲ့ပွဲစဉ်နေအကုန်လုံးပေးက ဖို့တွေပေးထားရတယ်ခန်စင်တာနဲ့သူ့ရဲ့ဂျားမှာလည်းကြီးမားတဲ့ကျွန်တော်တို့နေရာလွတ်တွေအများကြီးပေးထားခဲ့ရတာကျွန်တော်တွေ့ခဲ့ရတယ်အဲ့ဒါကိုအထူးသဖြင့်ပေးခဲ့တဲ့ brand phone နဲ့ပွဲစဉ်က brand phone ရဲ့ဦးဆောင်ကူမှဆိုရင်လည်းကျွန်တော်ခန်စင်တာနဲ့ကိုသူမဂျား space အခြေအေးကိုကျွန်တော်ဒီ brand phone ကအကောင်းဆုံးသုံးချပြီးတော့တံပြားစင်းနဲ့ကိုသူ့ဦးမှာလာကျွန်တော်တွေ့ခဲ့အဲ့တော့ဒီပွဲစဉ်မှာရောကျွန်တော်အသေးခေါ်ထားတဲ့ lemons ကိုပြန်ပြီးတော့သုံးလာမယ်အဲ့လေပြန်ပြီးစောင့်ကြည့်ရမယ်တတင်းနေအရာလည်း lemons ဒီပွဲစဉ်မှာတော့ပြန်ပြီးပွဲထွက်လာနိုင်တယ်ဆိုတဲ့အနေအထားလေးကိုကျွန်တော်ပြန်ပြီးတွေ့ရတယ်ခန်စင်သုံးအောင်တန်းမှာတော့ကျွန်တော်ပြီးခဲ့တဲ့ပွဲစဉ်အတိုင်းပဲ Lu Shaw Harry Maguire ဒီလေဒီတိုင်းပဲပြန်ပြီးပွဲထွက်လာဖို့ရှိမယ်အပြောင်းလဲလုပ်ချင်တယ်ဆိုတော့ rule ကိုပြန်ပြီးထည့်လို့ရ ါမယ်ဘဲဘချမ်းကျွန်တော်ဒီခန်းစစ်လက်ပွင့်ဘက်မှာဆိုတော့ဒိုဂူညဘချမ်းခန်းစစ်ရိုင်ဝင်းဘက်မှာဆိုတော့ကျွန်တော်ဒီဒီကိုဒါလောက်တော့တွေ့ရမှာဖြစ်ပြီးအာမတ်ဒီယာလိုတော့ဒီပွဲစဉ်တွေပြန်ပြီးတော့အသင်းနဲ့ပူးပေါင်းနေပြီဆိုရင်အနေထားလေးတော့ရှိတယ်အဲ့တော့အာမတ်ဒီယာလိုပြန်ပါလာဝင်နိုင်မယ်ဆိုတော့ဒါလောက်အနေနဲ့ကျွန်တော်ဒီရိုင်ဝင်းဘက်ကနေကျွန်တော်တို့အရန်ကုန်စင်းနဲ့ကိုပြန်ပြီးရောက်သွားနိုင်တဲ့အနေထားလေးရှိကိုလင်မာတော့ကက်စမီရိုဖာနတက်ဆိုပြန်ပြီးတွေ့ရမှုရှိပြီးတော့ဒီနေ့ရောက်ခဲ့ကျွန်တော်ဒီနောက်မှာဆိုတော့ကျွန်တော်ဒီကိုဘီမိုင်နူးနဲ့နောက်ထပ်ဥကာဒေးတို့ရှိမယ် ပြန်တိုက်စစ်ပိုင်းကိုပြန်ပြီးကြည့်မယ်ဆိုတော့အထောင်တက်စစ်မှုနေရာမှာဆိုတော့ပြီးခဲ့တဲ့ပွဲစဉ်မှာအသင်းအတွက်ပထမဆုံးသွင်းမှုရှာဖို့တွေ့ရှိနိုင်ခဲ့တဲ့ဗဂျမင်စကိုထပ်ပြီးပေါ်ထွက်လာမှဖြစ်ပြီးတော့သူ့နောက်မှာဆိုတော့ကျွန်တော်ဒီကုညာနဲ့အန်ဘူမှုကစားသမားတစ်နှစ်ယောက်ရှိမယ်အပြောင်းလဲလို့ချင်တော့ဆိုတော့မစင်မောင်းကိုထည့်ပြီးသုံးလို့ရတယ် ပြီးတော့ဇက်စီကိုသုံးလို့ရတယ်အဲ့တော့ကြည့်ရမဆိုရင် United ရဲ့လူစင်းအင်အားအရာ United ရဲ့ကစားပုံအရာဆိုရင်တော့ကစားသမားအင်အားအရာတော့သူတို့မှာအများကြီးတောင့်တင်းနေရတော့အမှန်ပဲဒါပေမဲ့ Ruben Mourinho 3421 system မှာဒီကစားသမားအင်အားနဲ့တော်တော်လေးယုံကန်နေရပြီးခြေစွမ်းပိုင်းအရာကျွန်တော်တို့ပွဲစဉ်တစ်ပွဲနဲ့တစ်ပွဲမဟုတ်ဘဲနဲ့ပွဲစဉ်မိနစ်အပိုင်းခြားလေးမှာနေမယ်မတူညီတဲ့ခြေစွမ်းပိုင်းတွေအပြောင်းလဲတွေအများကြီးကျွန်တော်တို့တွေ့နေရတယ်ဗျအဲ့တော့ဒီပွဲစဉ်မှာဘလို့အနေထားနေသူတို့ဒီအပြောင်းလဲလုလာနိုင်မလဲဒါမှမဟုတ် United ရဲ့ကျွန်တော်ဒီပုံစံကောင်းတစ်ခုကိုရှာဖွေတွေ့ရှိနိုင်အောင်ကျွန်တော်ပြန်ပြီးတော့စောင့်ကြည့်ရပါလိမ့်မယ်ခင်ဗျတစ်ဖက်ကကျွန်တော်ဒီ Sunderland အသင်းရဲ့လူစင်းကိုပြန်ပြီးကြည့်ရမယ် ော့ Sanal Nathan ကတော့တို့ရဲ့4231ကစားကွက်မှာကျွန်တော်အသိခေါ်ထားတဲ့ကစားသမားတွေနဲ့ကျွန်တော်ဒီတို့ရဲ့ရှင်းစန်းကစားသမားတွေကိုမျှပြီးတော့တုံးထားတွေ့ရတယ်။ Dan ပြဿနာကြောင့်ကစားသမားအချို့လွဲချက်ဝရှိရဆိုမြင်လဲဒီကစားသမားတွေနေပဲ Sanal Nathan ပြီးခဲ့တဲ့နောက်ဆုံး၅ပွဲလုံးမှာကျွန်တော်ဒီရှုံးဝဲမရှိအောင်အကောင်းဆုံးဆွမ်းဆောင်ပြထားနိုင်နေခဲ့တယ်။ Premier League မှာဆိုရင်လက်ရှိ6ပွဲကစားပြည့်ချိန်မှာ Yanman Settlement နဲ့အဆင့်5ထိရပ်တည်နေအောင်ဆွမ်းဆောင်ပြနိုင်ထားတာဆိုတော့တို့အသင်းရဲ့လူစင်းရလည်းအရင်ကတော့ short လို့မရဘူး။အဲ့တော့တို့အသင်းရဲ့ဖြစ်နိုင်ွယ်လူစင်းကိုပြင်ပြီးကြည့်ရမယ်ဆိုတော့ကုသမားနေရာမှာဆိုတော့ Roof ၊ညာဘက်ချမ်းခန်းစစ်မှာဆိုတော့ Humi ၊ဘယ်ဘက်ချမ်းမှာတော့ Masuaku ၊ခန်းစစ်အတွင်းလူနေရာမှာဆိုတော့ Makuali နဲ့ Adaradi ရှိမယ်။ကိုယ်လည်းတော့ က်နေမှာဆိုရင်တော့ကျွန်တော်ဒီ Premier League ကစားသောဖြစ်တဲ့ Granit Xhaka ဒီကဒီမှာ Liverpool ဆင်းနေပြန်လဲပြောင်းရွှေ့လာပြီးတော့ Sunderland တင်းမှာအသင်းကောင်းဆုံးဖြစ်တောင်းယူကစားနေတယ်။သူနဲ့တွေ့ကစားမှာ City ကညာဘက်ချမ်းကျွန်တော်ဒီ Red Wing မှာဆိုရင်တော့ Thelby ဘက်ဘက်ချမ်းမှာဆိုရင်တော့ Leafy နဲ့ Number 10လို့မှာဆိုရင်တော့ Rich ရှိတယ်။သူတို့အသင်းရဲ့ကျွန်တော်ဒီထောင်တိုက်စင်မှု Number 9လို့နေနဲ့ Isodor လို့ရှိရဆိုတော့ဒီကစားသမားတွေခြေစွမ်းပိုင်းအကြည့်မယ်ဆိုရင် Isodor ဒီပြီးခဲ့တဲ့ Premier League ပွဲစဉ်6ပွဲကစားပြီးအချိန်မှာ3ဂိုးထိသွင်းယူထားနိုင်ခဲ့တယ်။ဒါကလက်ရှိ United အသင်းရဲ့တိုက်စစ်အစုအဖွဲ့ကကစားမားတွေထက်များပြားတဲ့သွင်းမှုတစ်ခုဆိုတော့ Sunderland အသင်းရဲ့တိုက်စစ်ပိုင်းကိုလည်းအရင်ကတော့ကျွန်တော်တို့ပြောရမယ်ဆိုရင် Shorter လို့မရဘူး။ Sunderland ည်း United ကိုအကောင်းဆုံးဒုက္ခပေးနိုင်တယ်ဆိုရယ်လူအင်အားတစ်ခုမှာ United အနေနဲ့ဘလူးမိုးမြတ်ဒီပွဲစဉ်မှာအင်ကွင်းမှာအမပြည့်ချက်ရှိအောင်ဆွမ်းဆောင်သွားနိုင်မယ်ဒါမှမဟုတ်ဆန်ဒလန်သိရမယ် United ကိုဒုက္ခပေးသွားနိုင်မှာအဲ့ဒီလေးပြင်ပြီးစောင့်ကြည့်ရဖို့ရှိပါလိမ့်မယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျဆိုတော့လက်ရှိအနေအထားတွေအရာတော့ဒါ United ဘက်ကဒါအပြောင်းလဲလေးလုံးမယ်ဆိုရင်တော့ဒါလုံးလို့ရတဲ့အနေအထားလေးတခုတော့ရှိတယ်ဆိုတော့ဒါကိုသမားအနေနဲ့ဒါဘန်ဒီယာကဒါရှေ့ရပွဲစဉ်တွေကိုလည်းသူတို့အနေနဲ့လုံးဝဒါကျွန်တော်တို့ ဒါ clean sheet ရအောင်စွမ်းဆောင်ထားနိုင်ကြခြင်းမရှိဘူးဆိုတော့ဒီပွဲစဉ်မှာတော့ဒါ Sunday Liman ကိုသာပြန်ပြီးတော့တွေးရမယ်ဆိုလို့ရှိရင်တော့ဒါ United ဘက်ကအနေနဲ့ပြောင်းလဲလေးတွေဖြစ်လာနိုင်ကြမယ်ရှိမလားပေါ့နော်ဒါလေးတစ်ချက်စောင့်ကြည့်ခြင်း ਨੇ နောက်ကျွန်တော်တို့ဒါ Kansas 3ယောက်မှာ Lucio Maguire နဲ့ Delet ဆိုတော့ဒီ3ယောက်အစုအဖွဲ့မှာဒါကျွန်တော်တို့ Lucio အနေနဲ့ဒီနေရာမှာအဆင်မပြေဘူးဆိုတာကိုကျွန်တော်တို့ဒါရှေ့ပွဲစဉ်တွေမှာလည်းတွေးခဲ့ပြီးသွားပြီဒါပေမဲ့ဒါကျွန်တော်နီးပြအနေနဲ့ဒါ လူရှောပဲဒါကျွန်တော်တို့ဒီစန္ဒဘက်မှာထားပြီးတော့တုံးနေတော့မယ်ဗျာဆိုတော့ဒီအနေထားမှာဒါကျွန်တော်ကစားသမားလည်းကစားရတာနည်းငယ်ခက်ခဲသလိုဒါကစားကွက်ပိုင်းဆိုင်ရာအရာမှလည်းဒါရရင်ကျွန်တော်တို့တိုးတက်လာတာမဟုတ်ဘဲနဲ့ဒီနေရာပဲဒါကျွန်တော်တို့ဒါဂိုးတွေခွင့်ပြုပေးရတဲ့ပုံစံမျိုးတွေကျွန်တော်တို့တွေးခဲ့ရတယ်ဆိုတော့ကွင်းမှာလည်းဒီနေ့ပွဲစဉ်မှာဒါ Ugo De Fernandez တွဲလုံးမယ်ပြန်ပြီးတုံးလာမလားဒါမှမဟုတ်ရင်ကျွန်တော်တို့ဒါ Casemiro ပြန်ပြလဲပြီးတော့ပါဝင်လာနိုင်ပြီဆိုတော့ Casemiro Fernandez ကိုပြန်ပြီးတော့တုံးလာနိုင်မှာဆိုတော့တေးကြတာတစ်ခုကတော့ဒါ Ugo De Fernandez တွဲလုံးမယ်တုံးတုံး Casemiro Fernandez တွဲလုံးမယ်တုံးတုံးဒါ Bruno Fernandez အနေနဲ့ဒီနေရာမှာက ဈာတာအရင်သူ့အနေလွတ်လွတ်လပ်လပ်မရှိဘူးလို့ကျွန်တော်တို့ခံစားရတယ်။ဒါရှေ့ကပွဲစဉ်ပေါ့နော်။ဆိုတော့သူတို့အနေနဲ့ဒါ Chelsea အသင်းကိုဒါအနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင် Bruno Fernandes အနေနဲ့ဒါ bounce တဲ့အထိကိုသူတို့ဝင်ပြီးတော့ကစားတယ်။ဆိုတော့ဒါဘောလုံးလက်ခံရရှိတယ်။ဘောလုံးပြန်ပြီးတော့ဖြန့်ပေးတယ်။ဆိုတော့ bounce နားတဝိုင်းမှာသူရဲ့ကစားရတဲ့ပုံစံပို့ပြီးတော့လွတ်လပ်မှုရှိရလို့ကျွန်တော်ခံစားရတယ်ဗျ။နောက်ပိုင်းမှာကျွန်တော်တို့ဒီကွင်းလေးကိုပြန်ပြီးတော့စင်းစောရတဲ့အခါမှာ Bruno Fernandes အနေနဲ့ထင်သလောက်သူရဲ့ဒါလုတ်ွက်တွေပြောင်းနေပြီးတော့ဒါလုတ်ဆောင်နိုင်စွမ်းမရှိတာမျိုးတွေကျွန်တော်တွေ့ရတယ်။ဆိုတော့ Bruno Fernandes ကိုဒီနေရာမှာထားပြီးတော့၃နာထက် ဒါကျွန်တော်တို့ဒါ attacking midfield ပေါ့နော်ဆိုတော့ဒီနေရာမှာထားပြီးတော့သုံးတာပူပြီးတော့ဒါအလုတ်ဖြစ်တယ်ဆိုပေမဲ့နီးပြအနေနဲ့ဒီ attacking midfield နေရာမှာကစားဖို့အတွက်ကတော့ဒါကွန်ညာနဲ့အန်ပူမိုတို့ကရှိနေပြီးသားဖြစ်တယ်။နောက် Mason Mount ဝင်လာမယ်ဆိုလို့ရှိရင်လည်း Bruno Fernandes အနေနဲ့ဒီနေရာမှာသူ့အနေနဲ့ကစားဖို့ရဒါနေရာမရှိဘူးဆိုတဲ့အနေအထားတစ်ခုမှာဒါကွင်းလယ်ကိုဆင်းပြီးတော့ဆော့ရတယ်။ဆိုတော့အရင်တော့ဆိုရင်တော့ဒါ Bruno Fernandes ရဲ့ဒီကွင်းလယ်မှာဆော့တယ်ဆိုရင်တော့သူ့ရဲ့ဘောလုံးဖြန့်ဝေမှုတွေကျွန်တော်မြင်တွေ့ရတယ်ဆိုပေမဲ့ဒီနောက်ပိုင်းမှာတော့ဒါလုံးလုံးကြီးမမြင်တွေ့ခဲ့ရတော်တော်ကြီးကိုကြာပြီဗျ။ဆိုတော့ Bruno Fernandes အနေနဲ့ဒါ ဒီဘောလုံးဖြန့်ဝေဖို့နောက်ကျွန်တော်ဂိုးဖက်ဒီဖို့ထက်ဂိုးသွင်းယူဖို့ပို့ပြီးတော့အားသာတာမျိုးကျွန်တော်တွေ့ရတယ်ဆိုတော့ဒီနေ့ပွဲစဉ်မှာလည်းဒီနေရာမှာထားပြီးတော့ဆော့မယ်ဆိုလို့ရှိရင်တော့ဘရူနိုဖာနန်ဒက်စ်အနေနဲ့ဒါအတက်ကင်လည်းအရင်မလိုက်နိုင်တော့ကျွန်တော်တို့ဒီ defensive မှာလည်းအရင်မလုံးနိုင်ဒီပုံစံနေထားနဲ့ပဲဒါဘရူနိုဖာနန်ဒက်စ်တယောက်လည်းအရင်ကျွန်တော်တို့ဒါလောက်ကွက်ပြောင်းနေတဲ့ပုံစံမျိုးတော့ဖြစ်သွားလိမ့်မယ်နောက်ကျွန်တော်တို့ဒိုဂူနဲ့ဒါလောဒါဒီနေ့ပွဲစဉ်မှာတော့ပြန်ပြီးတော့ပေါင်ဝင်လာမယ်ဆိုတော့မဇာဝူရီကဒါဒဏ်ရာရရှိနေတာဖြစ်တဲ့အတွက်ဒီနေရာမှာတော့ဒါဒိုဂူနဲ့ဒါလောပဲအာ ဆက်ပြီးတော့ကစားရမယ်ပေါ့နော်ဆိုတော့ဒီအထောင်တိုက်စစ်နေရာမှာတော့ဒါကျွန်တော်တို့ရှေ့ရပွဲစဉ်မှာသူကိုသွင်းယူနိုင်ခဲ့တဲ့ဒါ Shasco အနေနဲ့ပြန်ပြီးတော့ပေါင်ဝင်လာမှာဖြစ်ပြီးတော့ကိုညာနဲ့အန်ဘူမူကတော့ဒီနေ့ပွဲစဉ်မှာနှစ်ယောက်စလုံးတန်ရကင်းစင်နေရာဖြစ်တဲ့တော့ပြန်ပြီးတော့ပေါင်ဝင်လာဒါပေမဲ့ရှေ့ရပွဲစဉ်မှာတော့ဒီကိုညာအောင်အန်ဘူမူအရင်ခြေစွမ်းမပြနိုင်ခဲ့တာတွေ့ရတယ်ဆိုတော့ဒီနေ့ပွဲစဉ်မှာဘယ်လိုပုံစံလေးဖြစ်မလဲဆိုတော့ကျွန်တော်တစ်ချက်စောင့်ကြည့်ရမယ်တစ်ဖက်ကစန်နာလန်အတင်ရတော့ဒါသူတို့ရဲ့အစုဖွဲ့ဒါရှေ့ရပွဲစဉ်မှာပဲအနေငယ်လေးပဲပြောင်းလဲလုပ်ထားတယ်နောက်ကျွန်တော်တို့ဒါဒီပွဲပဲပြည်တန်ခံထားရတဲ့ဒါရိုင်နာဒိုမပါဝင်နိုင်ပဲနဲ့ဒါဂျန်နိုက်ကစားသမားတွေကတော့အပြေဝ ဒါပါဝင်လာနိုင်လိမ့်မယ်ဆိုတော့ဒီအစုဖွဲ့ကလည်းဒါရှေ့မှာတို့ရဲ့ရလက်ကောင်းတွေအကောင်းဆုံးထွက်ပေါ်အောင်စွမ်းဆောင်ထားနိုင်ခဲ့တာဆိုတော့တို့ကိုလည်းအရင်ကျွန်တော် short တော့မရဘူးဆိုတော့ဒါတို့ရဲ့ဒါခန့်စစ်ပိုင်းရောနောက်ကျွန်တော်ဒီ attacking ဘိုင်းမှာရောအရင်ကျွန်တော်တို့ဒါဆူဆူဝါးဖြစ်နေအောင်ပြောတခုမှမရှိဘူးဒါအဓိကအနေနဲ့ကတော့ဒီ အသင်းရတာခက်စပိုက်တော်တော်ကြီးလုံချုံတယ်လို့ကျွန်တော်ပြောရမယ်အနေထားတစ်ခုမှာ Manchester United အသင်းရဲ့တိုက်စပ်ပိုင်းဆိုင်ရာအရာကိုသွင်းယူဖို့ခက်ခဲတဲ့အနေထားတစ်ခုမှာအနှစ်သင်းရဲ့ဒီကစားပုံအရာရောကျွန်တော်တို့ဒါကြီးလို့တော့ကောင်းလာမယ်ပွဲစဉ်တစ်ပွဲတော့ဖြစ်လာပဲဒါပေမဲ့ဒါကျွန်တော် United ဘက်အနေနဲ့ဘယ်လိုမျိုးဒါဒီနေ့ပွဲစဉ်မှာအနိုင်ရလဲထွက်ပေါ်တော့အောင်စွမ်းဆောင်နိုင်မလဲဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်လူစင်းအရာပိုင်းဆိုင်ရာအရာတော့ဒါကိန်းကနန်းတွေအရာစာရွက်ပေါ်အချက်လက်တွေအရာတော့ဒါ Manchester United ဘက်ကတာနေရမှန်ပေမဲ့ရလပိုင်းဆိုင်ရာအရာမှာတော့ Sunderland အသင်းကဒါအကောင်းဆုံးဒီရာစီမှာစွမ်းဆောင်ပြထားတာဆိုတော့ United အသင်း တွက်လည်းဒါနောက်ထပ်ခက်ခဲအောင်မဲ့ပွဲစဉ်တစ်ပွဲဖြစ်လာဖို့ရရှိပါတယ် ဟုတ်ကဲ့ပါကိုကြီးကျွန်တော်ဒါ Manchester United အသင်းနဲ့ဒါ Sunderland အသင်းတို့က Premier League ပွဲစဉ်ခုနှစ်မှာလာရောက်ပြီးတွေ့ဆုံကြရတယ် Manchester United အသင်းရဲ့ဒါအိမ်ကွင်းမှာကစားမယ့်အနေထားတစ်ခုမှာဒါ United အနေနဲ့သူတို့အပေါ်ကြားရောက်နေတဲ့ PR တွေအကုန်လုံးဒါအဓိကအနေနဲ့တော့ဒီပြ Ruben Amorim ပေါ့နော်ဆိုတော့ဒီပြ Ruben Amorim နဲ့သူ့အပေါ်ကြားရောက်နေတဲ့ PR တွေအကုန်လုံးဒီနေ့ပွဲစဉ်မှာဒါပြောင်းပြန်လှန်ပစ်နိုင်မယ့်ဒါပွဲစဉ်တစ်ပွဲမှာဖြစ်လာဖို့ရရှိမလားဒါမှမဟုတ်ရင် Sunderland အသင်းကလည်းဒါ၈ရပွဲစဉ်တွေမှာသူတို့အနေနဲ့ဒါနောက်ဆုံး၅ပွဲဆက်တိုက်မရှုံးခဲ့ဘူးဆိုတဲ့အနေထားတစ်ခုအကောင်းဆုံးထိမ့်သိမ့်ပြီးတော့အနည်းဆုံးဒါတရေတမှတ်လောက်က တော့ဒါခွဲယူပြီးမှအိမ်ပြန်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ဒါဖြစ်လာဖို့ရရှိမလားဆိုတော့ United အသင်ဘက်ကရောဒါတည်ကြတယ်ဆိုရင်တော့မဟုတ်ဘူးတို့တို့အတွက်အရင်ဒါကောင်းမွန်တဲ့အနေထားမဟုတ်ဘူးဆိုတော့တို့တွေနဲ့တေးကြဖို့ဒါအနိုင်သုံးမှတ်ကိုရှာဖွေရမယ်တစ်ဖက်ကဒါ Sunderland အသင်ကလည်းဒါအကောင်းဆုံးပုံစံနဲ့လာမယ်ဆိုတော့ဘယ်အသင်ကများဒီနေ့ပွဲစဉ်မှာဒါကျွန်တော်ရမှတ်တွေစူးစောင်းသွားနိုင်မလဲဆိုတော့ဒါ United အသင်အပေါ်ထပ်ပံပြီးတော့ဒါ PR တွေကြားရောက်လာဖို့ရရှိမလားဆိုတော့အခုအမြင်လေးနဲ့ကိုရလက်လေးကိုလည်းခံမှန်းပေးပါဦးဗျာ ဟုတ်ကဲ့ပါကွဒီပွဲစဉ်ကကျွန်တော်အရင်ဆုံးကြည့်ရမယ်ဆိုတော့လက်ရှိ United ကဖီအားတွေပေါ့နော် United ကဖီအားတွေရောတော်တော်လေးများနေတာကျွန်တော်တွေ့ရတယ်ဒီပွဲစဉ်မှာလာထပ်ပြီးတော့သူရမ်းမတွေဆုံးရှုံးခဲ့မယ်အဲကျွန်တော်တို့ပြောမယ်ဆိုရင်ရှုံးနေခဲ့မယ်ဆိုရင် Ruben Mourinho တို့ရော United တို့ကောဒီ International Break မတိုင်ခင်မှာတော်တော်လေးကိုကျွန်တော်အခြေအနေတွေဆိုးသွားပြီးအခက်မသိရင်ကျွန်တော်တန်းဆင်းဆုံးနေအထိရောက်သွားနိုင်တဲ့အနေထားလေးမှာရှိတယ်ဗျာ အော်လက်ရှိဒီပွဲစဉ်ကို United အနေနဲ့တော့ must be ပေါ့နော်နိုင်အောင်နိုင်ရမယ့်ပွဲစဉ်တစ်ပွဲဖြစ်နေတော့ပြန်ပြီးရောက်လာပြီ Old Trafford လည်းဖြစ်နေတာပြီးခဲ့တဲ့အရှိတ်ပွဲစဉ်တွေမှာလည်းကျွန်တော်တို့ Brentford ကိုကျွန်တော်ဒီပြောရမယ်ဆိုရင်ရက်လက်ကောင်တစ်ခုရသင့်ရင်တန်းနဲ့ရှုံးနေခဲ့ရဆိုတဲ့အနေအထားတစ်ခုမှာတော့ဒီပွဲစဉ်မှာတော့အမှားမခံတော့ဘူးလက်ရှိခြေစွမ်းပိုင်းကတော့ United ကတည်ငြိမ်မှုတော့မရှိလို့ပြောရမယ်ရာဒီအစပိုင်းမှာတော့ကျွန်တော်တို့ United အနေနဲ့ တိုးတက်လာပြီဆိုပြီးတော့ထင်မှတ်ခဲ့မယ်လေနောက်ပိုင်းပွဲစဉ်တွေမှာတဖြည်းဖြည်းနဲ့ဒီ Ruben Moreno 3421 system မှာပြန်ပြီးတော့ရုန်းကန်လာရတဲ့ဆိုရင်အနေထားမှာရှိတယ်ကစားမသစ်တွေလည်းကျွန်တော်ဖြည့်ထားတယ်ဒါမှမဟုတ်အခုထိအဆင်မပြေသေးဘူးဆိုရင်အနေထားတစ်ခုမှာဒီပွဲစဉ်မှာရောဘာတွေအပြောင်းလဲထပ်ပြီးတော့လှုပ်လာအောင်မလဲအပြောင်းလဲလုပ်မယ်ဆိုရင်ဒီပွဲစဉ်မှာအများကြီးပြောင်းလဲလုပ်ဖို့တက်ဆိုင်တော့ကုသမနေရာတနေရာလောက်ပဲအပြောင်းလဲကိုကျွန်တော်မြင်ရဖို့ရှိမယ်တစ်ဖက်ကစန္ဒလန်ကတော့သူတို့ရဲ့တည်ငြိမ်နေတဲ့ form တစ်ခုကိုဒီပွဲစဉ်မှာထပ်ပြီးတော့ပေါ်ထွက်လာမယ်သူတို့မှာဖီအားရှိရတခုဆိုလို့အဝေးဝန်းဖြစ်တဲ့အတွက်ကြောင့်မို့အနေငယ်လေးကျွန်တော်တို့ရုံးကန်တဲ့အနေအထားတခုပဲရှိနိုင်မယ်။ကျန်တာကတော့လက်ရှိဖောင်ရတော့ အရှင် United တက်ဆိုင်တော့ဆန်ဒလန်ကတော့ပို့ပြီးတော့အသာစီရရှိနေရတော့အမှန်ပဲဗျလက်ရှိ twin ကိုပေးကိုအနေထားဒီမှာရောကစားတဲ့ပုံစံတွေမှာရောလက်ရှိရလက်ဒီမှာရောဆန်ဒလန်နေနဲ့ United တက်ဆိုင်အဖက်ဖက်ကအသာစီရရှိထားတယ်ဒါပေမဲ့ဒီပွဲစဉ်မှာတော့ United အနေနဲ့ကျွန်တော်ကတော့အမားခံမယ်လို့တော့မထင်တော့ဘူးအမားခံလိုက်ရင်မလိုအပ်ပဲ Ruben Amorim နေနဲ့လည်း PR တွေပို့ပြီးများလာမှာဖြစ်လို့ United တက်ရဲ့ကစားသမားတွေအနေနဲ့လည်းပို့ပြီးတော့ဝေဖန်ခံတဲ့အနေထားတွေကျွန်တော်တို့ social media မှာထပ်ပြီးတော့ကြုံငားနိုင်နေဆိုတဲ့အနေထားတစ်ခုမှာတော့ United အနေနဲ့တော့ ဒီပွဲစဉ်မှာတော့ပွဲစားတွေကနေအအောင်ဆိုးစမှုအပြင်နဲ့ဒီအသင်းရဲ့အကောင်းဆုံးပုံစံတစ်ခုကိုပြန်ပြီးရှာဖွေဖို့အတွက်ကြိုးစားလာမယ့်ပွဲစဉ်တွေပေါ်လို့ကျွန်တော်ထင်မိတယ်အဲ့တော့ဒီပွဲစဉ်မှာ United အနေနဲ့ Sunderland အသင်းကိုကျွန်တော်တို့ရက်လက်ပိုင်းအရာတော့ဂိုးပြက်ကျွန်တော်ဒီနိုင်ပွဲပြက်ရလက်တစ်ခုတည်းဆိုင်တော့ကပ်ပြီးနိုင်မယ်ဆိုရင်ဒီဓာတ်တစ်ခုတော့ကျွန်တော်တို့မျှော်လင့်မိတယ်အဲ့တော့ဂိုးရလက်ရခံမှန်းမယ်ဆိုတော့ဒီပွဲစဉ်မှာ Ancient United အနေနဲ့နိုင်ခဲ့မယ်ဆိုတော့ကျွန်တော် consistent မလုံခြုံမှုနဲ့ကိုယ်တမအားနည်းချက်အရာတော့ကျွန်တော်တို့ Sunderland အသင်းရဲ့ dream တစ်ခုကိုလည်းပြန်ပြီးတော့ခွန်ပြုရလိုက်ဆိုရင်ဒီဓာတ်တစ်ခုမှာတော့2-1ဆိုရက်လက်ကိုကျွန်တော်ပို့ပြီးတော့အကြိုက်တွေ့မိတယ်အဲ့တော့ United အသင်းနိုင်ခဲ့မယ်ဆိုတော့2-1အခက်မသိလို့တေးကြတော့လဲဆိုရင်လည်းဝ 1 1ဆိုရရက်ကဖြစ်နိုင်မှုများပြီးတော့အဖြစ်နိုင်ဆုံးရက်တစ်ခုကိုခံမှန်းရမယ်ရွေးထုတ်ရမယ်ဆိုတော့ Ancient United အနေနဲ့နှစ်ကိုတကူအနိုင်ဆိုရရက်ကတော့ဖြစ်နိုင်မှုရက်အများဆုံးတစ်ခုလို့ကျွန်တော်ထင်မိပါတယ်ညဟုတ်ကဲ့ကိုဆိုတော့လက်ရှိအနေထားတွေအရာပေါ့နော်ဆိုတော့ Manchester United အသင်းကဒါအရင်တော့ဆိုလို့ရှိရင်ဒါနေပြ Ruben Amorim ကိုဒါပြည်သက်တွေအနေနဲ့ရောနောက်ကျွန်တော်တို့ဒါ Inos အနေနဲ့ရောပေါ့နော်ဆိုတော့အသင်းပိုက်ရှင်တွေဘက်ကရောဒါသူအနေနဲ့တော်တော်လေးကိုမျက်နှာသာပေးခံထားတဲ့နေပြတဲ့ရောက်လို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့ဒီရှေ့ရပွဲစဉ်ပေါ့နော် Brentford နဲ့ဒါရှုံးနေခဲ့တဲ့ပွဲစဉ်မတိုင်ခင်အထိကိုဒါကျွန်တော်နေပြ Ruben Amorim ထုတ်ပယ် ်မယ်ဆိုတော့ဒါတရင်အချက်လက်မျိုးမရှိခဲ့ဘူးဗျနီးပြရူဘယ်အမ်မိုရင်ထောက်ထောက်ခံပေးထားတယ်ဆိုတော့အချက်လက်တွေပဲကျွန်တော်တွေးခဲ့ရဒါပေမဲ့ဒါ Brentford အသင်းနဲ့ရှုံးနိမ့်မှုအပြီးမှာတော့ဒါကျွန်တော်တို့ဒါပြောရမယ်ဆိုလို့ရှိရင်နီးပြထိုင်ကုန်လှုပ်လာရလို့ပဲကျွန်တော်ပြောရမှာဆိုတော့ဒီရူဘယ်အမ်မိုရင်အနေနဲ့အရင်ကြီးကျွန်တော်တို့ဒါအနေထားတစ်ခုမရှိတော့ဘူးဒါသူ့အနေနဲ့ဒါ PR ကြီးအောက်ကိုတော်တော်လေးကိုကြားရောက်နေပြီဆိုတဲ့အနေတော့နောက်ကျွန်တော်တို့အရင်ကဆိုလို့ရှိရင်ဒါကျွန်တော်တို့ United အသင်းဘက်ကဒါနီးပြရူဘယ်အမ်မိုရင်ထုတ်ပယ်ခံရမယ်ဆိုတော့ဒါကိစ္စမျိုးမရှိခဲ့ပေမဲ့ဒီတစ်ခေါက်မှာတော့ဒီလိုမျိုးအတန်တွေထွက်လာပြီးတော့အကယ်၍ထုတ်ပယ်ခဲ့မယ်ဆိုလို့ရှိရင်လည်းဒါ ဘယ်နီပြောက်အစားထိုးမယ်ဆိုတဲ့သတင်းတွေမျိုးတွေထိပါကျွန်တော်ကြားလာရတယ်ဆိုတော့ဒါနီပြောက်ရူမင်အမိုရင်အနေနဲ့တော်တော်လေးကိုဒါကျွန်တော်တို့ PR တွေအောက်ကိုကြားရောက်နေပြီဒါနီပြောက်အနေနဲ့ရမှတ်သုံးမှတ်ကိုတေချာပေါက်ရယူနိုင်မှုလိုတယ်ဒါပေမဲ့ကစားသမားတွေအနေနဲ့ကိုကွင်းထဲမှာဒါနီပြောက်လိုချင်တဲ့ပုံစံအတိုင်းသူတို့ဆွမ်းဆောင်နိုင်ပါမလားကျွန်တော်တေချာတခုတော့ဒီကစားကွင်းနဲ့ Manchester United အသင်းတွေယနေ့ဒီနေ့ဒီချိန်အထိကိုသူကိုက်ညီခြင်းတော့မရှိသေးဘူးဗျအကယ်၍အနိုင်ရလဲရရှိမယ်ဆိုရင်တော့ဒါဒါအဖက်ဖက်ကပေါ့နော်ဆိုတော့နိုင်ဖို့လိုအပ်နေတာနဲ့တော့ကျွန်တော်တို့ဒါအင်ကွင်းအသက်ချက်ရှိနေတဲ့ Manchester United အသင်းဘက်မှာတော့ကျွန်တော်ပို ပြီးတော့နေချင်တဲ့ဆိုတော့ Manchester United အသင်းအနေနဲ့နိုင်မယ်ဆိုရင်တော့ဒါ2-1ဆိုတဲ့ရလက်ကအဖြစ်နိုင်ဆုံးဖြစ်ပြီးတော့အကယ်၍ဒါကျွန်တော်တရေတမှတ်ဖြစ်သွားတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့ဒါ Manchester United အသင်းကတော့ဒီနေ့ပွဲစဉ်မှာတေချာပေါ့အနိုင်ရရှိဖို့လိုအပ်နေရလည်းဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါကွာကျွန်တော်ဒါ Manchester United အသင်းနဲ့ Arsenal အသင်းတို့ရှင်ပြန်ကစားကြမဲ့ Premier League ပွဲစဉ်9ရက်ပွဲချိန်လေးကိုလည်းဆက်လောက်ပြပြပြပါအောင်ဗျာ ဟုတ်ကဲ့ပါကိုကြီးဒီပွဲစဉ်တော့ Premier League ရဲ့ပွဲစဉ်ခုနှစ်ဖြစ် Manchester United နဲ့ Arsenal အသင်းတို့ကအခုလာမယ့်စနေနေ့ည၈နာရီပွဲမှာရှင်မြန်ကစားသွားကြမှာဖြစ်ပါတယ်ခင်ဗျာဒါကတော့ Manchester United အသင်းနဲ့ Sunderland အသင်းတို့ရှင်မြန်ကစားကြမယ့် Premier League ပွဲစဉ်ခုနှစ်အတွက်ပွဲချုပ်သုံးသပ်ချက်စီစဉ်မှာဖြစ်ပါတယ်နောက်ထပ်ပွဲစဉ်တွေတူလည်းပြန်လာခဲ့ပါအောင်မယ်ဗျာ